မင်္ဂလာပါခင်ဗျာဆရာရဲမြလွင်ဂျပန်ဘာသာမှတိုက်ရိုက်ပြန်ဆိုတဲ့ဘောဂျန်ဝိတုအခန်းသုံးကို တင်ဆက်ပေးလိုက်ပါတယ်နောက်ဆုံးတော့ကျုပ်ကျောင်းစတက်ရပြီပေါ့ပထမဆုံးအတန်းတည်းဝင်ပြီးစာသင်စင်မြင့်ပေါ်တက်ရတဲ့အတွေ့အကြုံကတော့တမျိုးကြီးပဲပြုစာသင်နေရင်းကအော်ငါဆရာဖြစ်နေပါပေါ့လားလို့လဲတွေးနေမိတယ် เจ้าသားတွေကလည်းတော်တော်စုညံကြတယ်တခါတခါအတန်ကျဲကြီးတွေနဲ့ဆရာလို့လှမ်းလှမ်းခေါ်ကြသေးတယ်ဆရာဆိုတဲ့အတန်ကိုကျုပ်ရင်ပါနေခဲ့တာပါပဲမူလရန်ကနေ တက်သူယူပဗေဒဌာနအထိဆရာဆရာနဲ့ခေါ်ခဲ့ရတဲ့အချိန်ပေါင်းမနည်းတော့ဘူးဆရာလို့ခေါ်ရတာနဲ့ဆရာလို့အခေါ်ခံရတာဟာအတော်ကြီးกว่าခြားတယ် ်ဆရာလို့အခေါ်ခံလိုက်ရတယ်ဆိုရင်ပဲဘာကြောင့်မှမသိဘူးကြောတဲ့စိတ်တက်လာတယ်ကျုပ်တရေဘောကြောင်တဲ့လူမဟုတ်တယ်လို့တတိလည်းမနှဲပါဘူးဒါပေမဲ့ခုကျုပ်တတိတွေဘယ်ရောက်ကုန်ကြတယ်မသိပါဘူးဗျာဆရာလို့များအတန်ကျဲကျဲအခေါ်ခံလိုက်ရရင်ဝါဟာနေတော့တွေလဲခေါင်းခေါင်းနန်းတော်တွေကအမြောက်တန်းကြီးတွေကြားလိုက်ရတယ်လို့ပဲလန့်ဖြတ်သွားတယ် ီလိုနဲ့ပဲပထမအချိန်ပြီးသွားတယ်အချိန်တွေကမဆိုးဘူးចောင်းသားတွေကလည်းဘယ်လိုထူးရတဲ့မေကွန်းမျိုးကိုမှမေးမလာဘူးဆရာမအခန်းကိုရောက်တော့ဖြူကောင်ကဘယ်လိုလဲလို့မေးတယ်ကျုပ်ကမဆိုးပါဘူးလို့တာမန်သဘောနဲ့ပြန်ပြေတယ်။သူစိတ်အေးသွားပုံရပါတယ်။ဒုတိယမြောက်အချိန်မှာဆရာမအခန်းထဲကနေ မြေဘူးကိုကင်ပြီးထွက်လာခဲ့ပြီတဲ့ကျုပ်ဖို့တော့ရန်သူနယ်မြေကိုတိမ့်ပိုက်ချင်းကပ်သွားရမယ်စစ်သားနဲ့ဘာမှမချဘူးစာတင်စင်မြင့်ကနေအကဲခတ်ကြည့်လိုက်တော့ဒီတန်းကအရင်အတန်းထက်ကလေးတွေကပိုကြီးတယ်ကျုပ်ကတိုးကျမျိုးကြီးကအခန်းချင်းလေးထဲမှာအောင်းပြီးကြီးပြင်းလာခဲ့ရတဲ့လူဆိုတော့ဒီလိုစင်မြင့်မော်တက်ရတာတိတ်မဟန်လာဘူး ဖြစ်နိုင်ရင်စင်မြင့်ပေါ်တက်ပြီးနဗန်းလုံးပြကျင်တဲ့ចောင်းသား90ရဲ့ရှေ့မှာပါဇက်ကိုလှုပ်ပြီးသူတို့သဘောကျအောင်ပြောဆိုတင် जा ပြတတ်ဖို့ကတိတ်ပြီးအချင်းအကျပ်နိုင်လှတယ်။ဒါပေမဲ့သူတို့အထင်သေးမသွားနိုင်အောင်တော့ဟန်ကို့ဖို့ဆိုတာကိုတတ်နိုင်တဲ့လောက်အတန်မြင့်ပြီးရှင်းပြရတာပေါ့။ ကျုပ်တန်ကတိုးကျလေတံပေါက်နေတယ်အစာပိုင်းမှာចောင်းသားတွေဟာမျက်လုံးပေကလပ်ပေကလပ်လှုပ်ပြီးငြိမ်ပြီးနားထောင်နေကြသေးတယ်နောက်တော့မှအတန်းရှိအလယ်လောက်မှာထိုင်နေတဲ့အထွားဆုံးចောင်းသားတယောက်ကထပြီးဆရာလို့ခေါ်လိုက်တယ်ကျုပ်ကမရှင်းလို့မေးတယ်အောက်မေ့ပြီးဗာမြလဲကွယ်လို့မေးတော့ဆရာစကားပြောတာတိတ်မြန်တယ်နားမလည်ဘူးဖြည်းဖြည်းပြောပါတဲ့ ဟုတ်လားဆရာလည်းမင်းတို့ပြောတဲ့စကားကို ပြောနေတာပဲတူဂျိုကဆိုတော့ဆရာအတန်တို့ကိုတိတ်နားမလည်ဘူးထင်ပါရဲ့ကဲကဲဖြည်းဖြည်းပဲပြောပါမယ်ဒါမှနားမလည်သေးရင်လဲနားလည်တဲ့အထိတီးခံနားထောင်ကြပါကွာဒီလိုနဲ့ပဲဒုတိယအချိန်ကုန်သွားတယ်မျော်လင့်တာထက်အချိန်နေကောင်းပါတယ်ဆရာအခန်းထဲကို ပြန်ထွက်လာကန်ဤကလေးမှာ ။ကျောင်းသားတယောက်ကပုပ်စာတစ်ခုကိုလာမေးတယ်။ကျုပ်မတွက်တတ်တဲ့ geometry ပုပ်စာဆိုတော့နဖူးကချွေးစည်းတွေတောင်ထွက်လာရတယ်။မတတ်တာတဲ့အဆုံးကျုပ်ကဆရာမတွက်တတ်ဘူးကွာနောက်တစ်ချိန်ကြာမှ တွက်ကြည့်ကြတာဘောလို့ပြောလိုက်တော့အတန်းတွေကကျောင်းသားတွေကဝါးကနေဝိုင်းရကြတယ်။သူတို့ထဲကဟဲဆရာလှုပ်ပြီးမတွက်တတ်ဘူးတဲ့လို့ပြောစံကိုလဲချလိုက်ရတယ်။ အတော်ဆိုးတဲ့ကောင်လေးတွေပဲဆရာလဲမတွတ်တတ်တဲ့အခါရှိတာသဘာဝပဲမဟုတ်လားမတွတ်တတ်လို့မတွတ်တတ်ဘူးလို့ပြောတာရဲစရာတဲ့လားဗျာပု္ပ္ပစာတိုင်းကိုတွတ်တတ်အောင်တော်နေရင်လာစာလေးရန်40လောက်နဲ့ဒီလိုတော်ရွာဘက်ကိုပဲလာပါမလဲဒါနဲ့ကျုပ်လဲဘာမှမပြောပဲအตาငြိမ်ပြီးဆရာများအခန်းကိုပြန်ထွက်လာခဲ့တော့တယ် ဒီတစ်ခါကဘယ်လိုလဲဟေအစဉ်ပြေရလားလို့ဖြူကောင်းမေးတယ်။အောလို့သာပြန်ဖြေလိုက်မိပြီမဲ့။အောနဲ့မကျေနပ်သေးလို့ဒီเจ้าကကလေးတွေဟာအတော်အမေးအမြန်းထူကြတယ်လို့ပြောချလိုက်တယ်။ဖြူကောင်းကကြောက်ကိုအံအားတင်ပြီးကြည်နေတော့တယ်။တတိယအချိန်စတုထအချိန်နဲ့နေ့လယ်ပိုင်းပထမအချိန်တွေမှာလဲထူးမခြားနာဘူး။ ဆရာဘဝပထမနေ့မှာပဲကျောက်ဟာအမားမအရင်းရင်းတွေကြားကပြီးသွားတော့တယ်ဆရာအလုတ်ဆိုတာအမြင်လွယ်သလောက်လက်တွေ့လုံးကြည့်တော့မလွယ်မှန်းကျုပ်ကောင်းကောင်းကြီးသဘောပေါက်လာမိတယ်စာတင်ငိမ့်နေပြီးသွားပေမဲ့ပြန်လို့မရသေးဘူးညနေ3:00နာရီထိုးတဲ့အထိပြင်းပြင်းကြီးကြီးစောင့်နေရအောင်မယ်3:00နာရီတီးတော့ကို့အတန်းပိုင်းလောက်ရတဲ့အတန်းက တာဝန်ကျကျောင်းသားတွေကတန်ရှင်းရေးလုပ်ပြီးကျောင်းခေါ်ချိန်စီရင်လာအပ်ကြလိမ့်မယ်။ဒါတွေကိုပြန်စစ်ဆေးရအောင်မယ်။လာစားလေးရန်40လောက်နဲ့ကျုပ်ဟာကိုကိုကိုအယောင်စားခံရတယ်လို့ပါပဲ။တတ်မှတ်ထားတဲ့အချိန်အထိဇပွဲပေါ်မှာငြိမ်းထိုင်နေရမယ်ဆိုတဲ့စည်းကမ်းကလည်းရှိနေတယ်။ အလုံးကဒီစည်းကမ်းကိုငြိမ်ပြီးလိုက်နာနေရတဲ့နဲ့အခုမှဆရာလောက်ခါစကျောက်ကအထွန့်တက်ပြီးစကားများနေလို့မကြိုက်ပါဘူးလေလို့တွေးမိတာနဲ့အသာပဲတီးခံနေလိုက်ရတယ်။ညနေပဲအိမ်ပြန်ကြတော့ဖြူကောင်ကိုမိမ့်မိတယ်။ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ်၃နာရီထိုးတဲ့အထိကျောင်းမှာအောင်းနေရမယ်ဆိုတာစည်းကမ်းလားလို့ပေါ့ဒီတော့သူက ဟုတ်တာပေါ့ကွာအဟာဟာလို့ရဲပြီးဖြေတယ်နောက်မှ ပြန်တီသွားပြီးမင်းเจ้าကမတော်မတည့်တာတွေကိုနေရာတိုင်းမှာရှောက်မပြောနဲ့ပြောစရာရှိတာတော့ပဲပြောเจ้าမှာကမယုံရတဲ့လူတွေရှိတယ်လို့သတိပေးတယ်ဒီလိုနဲ့လမ်း3-4ကျိုးလောက်ကြွေပြီးလူချင်းကွဲသွားကြလို့အသေးစိတ်အခြေအနေကိုမမေးလိုက်ရဘူး အိမ်ရောက်တော့အင်ရှင်ကလက်ဖက်ရည်တောက်ကြစို့လို့ပြောပြီးအခန်းထဲဝင်လာတယ်။တဲဟုတ်ပါလားအမိကောင်းကောင်းနဲ့အခန့်မလို့နဲ့တူတယ်လို့အောက်မေ့မိပေမဲ့တကယ်တော့သူကကျုပ်ခန်းထဲကလက်ဖက်ချောက်ကို အာမနာပါမနာယူတောက်တာကိုဧကန္နကျုံမရှိတော့လဲအခန်းထဲဝင်ဝင်ပြီးလက်ဖက်ရည်တောက်ကြအောင်စို့လို့တယောက်တည်းစိတ်တောက်နေသလားမပြောတတ်ဘူး။ သူကရှေးဟောင်းပစ္စည်းနဲ့ပကြီကားတွေကို စုဆောင်းတာဝါသနာပါရင်းကနေခုလိုအယောင်းဝယ်လုပ်ငန်းကို လုပ်ကင်တဲ့အကြောင်းရှင်းပြတယ်။မောင်ရင်လည်းပဲပုံပန်းကြည့်ရတာအမှုပညာမြန်နိုးတဲ့စိတ်ရှိတဲ့ပုံပဲလို့မြှဆွဲလာပြန်တယ်။လွန်ခဲ့တဲ့၃နှစ်လောက်ကလူတယောက်နဲ့အဖော်အဖြစ် Empire Hotel မှာတွားတဲ့တုန်းကဟိုတယ်ကလူတွေကကျုပ်ကိုတော့ပြင်သမားနဲ့မှားပြီးဆက်ဆံခဲ့ဘူးတဲ့။ ပစိုးကောင်းပေါင်းပြီးကမာကူရကစင်တူတော်ကြီးကို သွားဖူတော့ကလဲလမ်းချသမားတယောက်ကလက်သမားဆရာလို့အထင်ခံရဘူးတာမှန်ပေမဲ့ဘယ်တော့မှအမှုပညာရှင်တရားလို့အထင်မခံခဲ့ရဘူးပါဘူးအမှုပညာသမားဆိုတာကကဗျာစာအုပ်ကိုလက်မှာပိုက်ခြင်းလဲပိုက်ထားရမယ်ဒါမှမဟုတ်ရင်ခေါင်းပေါင်းကိုဟန်ကြပန်ကြပေါင်းရင်လဲပေါင်းထားရမယ်ပေါ့ ကျုပ်လိုပုံမှန်မျိုးကို နုပညာသမားလို့ပြောတာကတော့ပုံမှန်မဟုတ်ဘူးကျုပ်ကပင်စင်ယူပြီးအလုတ်အားတဲ့လူတွေလုံးလေးရှိတဲ့အဲ့ဒီအလုတ်မျိုးကိုဝါသနာမပါဘူးလို့ပြောတော့သူကဟဲဟဲဟဲလို့ရယ်ပြီးအစပိုင်းမှာတော့ဘယ်သူမှဝါသနာမပါကြပါဘူးဒါပေမဲ့ဒီလမ်းကိုလိုက်မိတယ်ဆိုရင်တော့ပြန်ထွက်လို့မရဘူးဗျာလို့ပြောရင်းလပည့်ရဲ့ဂျန်တစ်ခွက်ကို အားရပါရမော့လိုက်ပြန်ပါရော့ ညနေကမှဝယ်ခိုင်းထားတဲ့လပတ်ချောက်ကိုလဲခါတူအောင်ခတ်ပြီးဇိန်နဲ့တောက်နေတယ်လပတ်ရည်ကတော့တခွက်လောက်တောက်လိုက်ယုံနဲ့ဥရဲအထိခါဆင်းသွားမတတ်ပါပဲဗျာနောက်တစ်ခါအခါပေါ်တဲ့လပတ်ချောက်ဝယ်ပေးပါဗျာလို့ပြောတော့သူကဟုတ်ပါပြီနားလဲပါပြီဆိုပြီးတခွက်ထပ်တောက်ပြန်ရောသူတို့ဘာပစ္စည်းနဲ့အတော်စိန်ကြနေပုံပါပဲ အိရှင်ထွက်သွားတဲ့နောက်ကျောက်ဟာနောက်တနေ့သင်ရမယ့်သင်ခန်းစာတွေကိုပြင်ပြီးချက်ချင်းအိပ်ပျော်သွားတော့တယ်နောက်ပိုင်းမှာနေတိုင်းနေတိုင်းကျောင်းကို သွားပြီးစည်းကမ်းဥပဒေအတိုင်းသင်ကြားလိုက်အိမ်ပြန်ရောက်တော့အိရှင်နဲ့လက်ဖက်ရည်တောက်လိုက်နဲ့အချိန်ကုန်ခဲ့ရတယ်တပတ်လောက်ကြာတော့ကျောင်းရဲ့အခြေအနေကို နားလည်လာတဲ့အပြင်အိရှင်ရဲ့အကြောင်းကိုလည်းကောင်းကောင်းကြီးသဘောပေါက်လာခဲ့တော့တယ် အခြားဆရာတွေကိုမေးကြည့်တော့ဆရာအလောက်ခန်းစာရရချင်းတလအတွင်းကတော့ចောင်းသားတွေသူတို့အပေါ်ဘယ်လိုထင်ကြမှာပါလဲလို့စိုးရိမ်တတ်တာဟာတဘာဝပါတဲ့အမှန်တော့ကြုတ်ဒီလိုမခံစားခဲ့ရဘူးဗျအတန်းနဲ့မှအမမအယွင်းယွင်းဖြစ်တုန်းကတော့စိတ်မသက်မသာဖြစ်ပြီးနိုင်ဝဲမကြခင်မှာပဲအဲ့ဒီစိတ်တွေကပျောက်လွင့်သွားကြတာကြီးပါပဲ ကျောက်ဒီလိုမားရင်ခဲ့ပုံကလေးတွေကိုဘယ်လိုထင်ကြမလဲကျောင်းဆရာကြီးနဲ့တခြားဆရာတွေကဘယ်လိုယူဆကြမလဲဆိုတာကိုတော့နည်းနည်းကလေးမှမတွေးမိဘူးအရင်ကပြောခဲ့သလိုကျောက်ဟာတတိကောင်းလာတဲ့သူတယောက်မဟုတ်ပေမဲ့ကျောက်ကိုကျုပ်တော့ယုံတယ်ဒီကျောင်းမှာအဆင်မပြေရင်တခြားထွက်သွားဖို့ပြင်ထားတဲ့လူဆိုတော့တော်ခွေးတို့အင်ဂျင်နီတို့ကို လုံးဝမှုတဲ့အကောင်မဟုတ်ပါဘူးဒါအပြင် အတန်းထဲကသကောင်းသားလေးတွေကိုလည်းဘယ်တော့မှမြောက်ပင့်တာတို့ချော့တာတို့မလုပ်ဘူး။ကျောင်းနဲ့ပတ်သက်ပြီးဒီအချိန်နေဟာအဆင်ပြေနေတယ်လို့ပြောရပေမဲ့အိမ်ကတော့တိတ်မဟန်ဘူး။အိမ်ရှင်ကအခန်းထဲဝင်လာပြီးကျုပ်လက်ဖက်ရည်တွေကိုအလကားတောက်သွားယုံတင်ဆိုရင်ကျုပ်မမှုပါဘူးဗျာ။သူကပစ္စည်းမျိုးစုံကို ယူလာတတ်တယ်ပထမဆုံးယူလာတာကဒီစိတ်ကောင်းတွေ၁၀ခုလောက်ကို ပြပြီး အားလုံး3ရက်နဲ့တပဲဆိုတော့ဈေးချိုပါတယ်ဝယ်ပါတဲ့ကျောက်ကပကြီးတို့ရုပ်ပုံတို့ဝါသနာမပါဘူးမဝယ်ဘူးလို့ညင်းလိုက်တော့ကစန်းဆိုတဲ့နာမည်ကျော် ပကြီးဆရာကြီးရေးတဲ့ဂျိုးကြရုပ်ပန်းရုပ်ပါတဲ့ရင်းလိုက်ပကြီးကားတွေပြလာပြန်တယ်ဒါတွေကိုဝယ်ပြီးအခန်းထဲကကျက်ပြေကမ်းမှာချိတ်ထားမလားလို့ဆိုလာတယ်ကျောက်ကအော် အော်လို့စိတ်မပတပဖြေလိုက်တယ်။သူကကစံနှစ်ယောက်ရှိတဲ့အကြောင်းတယောက်ကဘလို့ကစံဖြစ်ပြီးကြံတယောက်ကမြည်သူဖြစ်ကြောင်းဒီရင်လိုက်ပကြီးကားကတော့ဘယ်ကစံကဆွဲထားတာဖြစ်တဲ့အကြောင်းကိုမပြင်းမရှိရှင်းပြနေပြန်တယ်။ပြီးတော့ဘလို့လဲဝယ်မဲ့ဆိုရင်15ရက်နဲ့ပဲရောင်းမယ်ဝယ်ထားပါလားလို့မြှူဆွဲတယ်။ ကျောက်ကပတ်ဆက်မရှိဘူးလို့ပြောတော့ပတ်ဆက်ကဘဲချိန်ပေးပေးဖြစ်ပါတယ်လို့ဆိုပြန်တယ်။အတော်ကောင်းပါတဲ့လူပဲ။နောက်ဆုံးပတ်ဆက်ရှိလဲမွဲဘူးဗျာလို့ပြောမှလက်လျှော့သွားတော့တယ်။နောက်တစ်ခါကျတော့အုတ်ခဲလောက်ရှိတဲ့မင်းနှိတ်တုံးကြီးယူလာပြန်တယ်။ဒါကိုတန်ကေးလို့ခေါ်တယ်တဲ့။သူ့ပါဇက်ကတန်ကေးတန်ကေးလို့ပြောနေတော့ကျောက်ကစိတ်မပတပါနဲ့ တန်းကေးဆိုတာဘာလဲလို့မေးတဲ့အခါကျမှသူ့ပိုးချချက်အရှင်ကြီးကိုနားထောင်ရတော့တယ်တန်းကေးကြောက်ဆိုတာအပေါ်လွှာအလဲလွှာအောက်လွှာဆိုပြီး သုံးမျိုးရှိတဲ့အကြောင်းအခုယူလာတာတွေကအဖိုးတန်အပေါ်လွှာတွေဒါများကြောင်းဒီຢာကအလဲလွှာဖြစ်ကြောင်းရှင်းပြပြန်တယ် ။များသောအားဖြင့်တန်ကေးတွေမှာမျက်လုံးပါတတ်ပေမဲ့မျက်လုံးသုံးလုံးပါတဲ့ဒီကြောက်တုံးမျိုးကအလွန်ရှားပါတဲ့အကြောင်းမယုံရင်လက်နဲ့ဆန်းကြည့်စေလိုကြောင်းကြောက်ခဲပေါ်ကသဘာဝအတိုင်းဖြစ်လာတဲ့အကွက်ကိုပြပြီးပြောပြတယ်။ဘလောက်လဲလို့မေးကြည့်တော့ကြောက်တုံးတွေကတရုတ်ပြည်ကတောင်တယ်လာရတာဆိုတော့ကျားယူမယ်ဆိုရင်ဈေးလျှော့ပြီးရောင်းပါမယ်။ရန်30ပဲထားပါမယ်လို့ဆိုတယ်။ ဒီလူဟာတကယ်လူအန္တာပဲเจ้ามาပြဿနာမတွေ့ရပါမဲ့သူနဲ့ကြီးပဲဒုက္ခအမျိုးမျိုးနဲ့ကြုံနေရတော့တယ်အဲ့ဒီအချိန်မှာပဲเจ้ามาလည်းပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်လာရတော့တယ်တညโอเคမကြီးလို့ခေါ်တဲ့ရက်ွက်ကိုလမ်းလျှောက်ထွက်တုံးစာရိုက်နားမှာဆိုင်တဆိုင်တွေ့ရတယ်ဆိုင်မုတ်ကတိုးကျခောက်ဆွဲပြုံးလို့ရေးထားတယ် ကျောက်ကခေါက်ဆွဲပြုတ်ဆိုရင်အရန်ကြိုက်တယ်ခေါက်ဆွဲဆိုင်ရှေ့ဖြတ်သွားတဲ့အခါအနံ့ရတယ်ဆိုရင်ဝေမစားပဲမနေနိုင်ဘူးဒီနေ့အထိတင်ချာနဲ့ရှေးဟောင်းပစ္စည်းတွေနဲ့ရှုပ်ရှက်ခတ်နေတဲ့ကျောက်ဟာခေါက်ဆွဲဆိုင်တွေ့တော့အတော်ပျော်သွားတယ်အဝစားပလိုက်မဟက်ဆိုတဲ့စိတ်နဲ့ဆိုင်ထဲကိုဝင်လာခဲ့မိတယ်အထက်ဝင်ကြည့်လိုက်တော့ဆိုင်ပုံမှာရေးထားသလောက်မဟုတ်ဘူး တို့ကြကိုမသိဘူးပေပဲလားပတ်စံမရှိလို့ပဲလားမသိဘူးဆိုင်ကအတော်ညစ်ပတ်တယ်အခင်းတွေကလည်းအယောင်မဲ့နေတဲ့အပြင်တဲတရှက်ရှက်ဖြစ်နေတယ်အခန်းနယံတွေကလည်းမိုင်းတွေညစ်ပေနေတယ်မျက်နှာချက်ကလည်းနှိမ့်နေအပြင် အထဲဝင်လာတဲ့လူကခေါင်းနဲ့မလွတ်ရင်မိကိုမိုင်းတွေပေမှသေးကြတယ်တဆိုင်လုံးမှာဆိုလို့ ဈေးနှုန်းရေးထားတဲ့ဆိုင်းပုတ်ကလေးတစ်ခုပဲအစ်စ်တွေ့ရတယ်။အမှန်တော့အင်ဟောင်းတအိမ်ကိုဝယ်ပြီးလွန်ခဲ့တဲ့နှစ်ရက်၃ရက်လောက်ကမှဆိုင်ဖွင့်ခဲ့တဲ့ပုံပဲ။ဈေးနှုန်းဆိုင်းပုတ်ရဲ့အပေါ်ဆုံးမှာအကျော်နဲ့ခောက်ဆွဲလို့ရေးထားတယ်။ဒါနဲ့အကျော်နဲ့တပွဲပေးဟေးလို့လှမ်းអော်ပြီးမှာလိုက်တယ်။ဒီတော့ဆိုင်ရဲ့ down တစ်ခုမှာတရှူးရှူးခောက်ဆွဲပြုတ်တောက်နေတဲ့ចောင်းသား တစုကကျုပ်ကိုဝိုင်းကြည့်လိုက်ကြတယ်သူတို့ကစပြီးနှုတ်ဆက်တဲ့အတွက်ကျုပ်ကလည်းပြန်နှုတ်ဆက်လိုက်မိတယ်ခေါဆွဲမစားရတာကြာတော့အဲ့ဒီညကလေးပုဂံတိတိစားပြစ်လိုက်တယ်နောက်တနေ့အမှုမဲ့အမှတ်မဲ့အတန်းထဲဝင်သွားတော့တင်မုံကြီးအပြစ်စလုံးကြီးတွေနဲ့အကြော်နဲ့ခေါဆွဲเสียလို့ရေးထားတာကိုတွေ့ရတယ် ကျောက်လဲမျက်နှာချင်းဆိုင်လိုက်ရောတဒန်းလုံးဝါးနဲ့ဝိုင်းရကြပြန်တယ်ကျောက်လဲမှုန်သွားပြီးအကျော်နဲ့စားတာဘာဖြစ်တလဲလို့မေးလိုက်တယ်ဒီတော့ចောင်းသားတယောက်ကလေးပကံနောင်ဆိုတော့လွန်နာပေါ့ဆရာလို့ပြောတယ်ငါဘာသာလေးပကံစားစားငါပကံစားစားငါပစံနဲ့ငါစားတာမင်းတို့အပူမပါဘူးလို့ပြောပြီး စာဆက်တင်ခဲ့ရတော့တယ်ပြီးမှဆရာများအခန်းထဲပြန်ဝင်လာခဲ့တယ်7နာရီလောက်ကြာလို့နောက်အခန်းတစ်ခုကိုဝင်တဲ့အခါတင်မုံပေါ်မှာ ရေးထားကြပြန်တယ်အကျော်နဲ့လေးပွဲလုံးဝမရရလို့ရေးထားကြပြန်တယ်အစတုန်းကစိတ်မတူပေမဲ့ခုတော့စိတ်တူရပြီနောက်တဲ့ပြောင်းနေဆိုတာကန့်တတ်ချက်အတိုင်းတာကိုလွန်လာရင်တော့စော်ကားရရောက်လာတယ် ခေါမောက်ဖောက်တဲ့အခါမိကိုလိုတာထက်များရင်ဒုက္ခသွားတတ်တာလိုမျိုးပေါ့ဘယ်သူမှလက်မခံနိုင်တဲ့ကိစ္စမျိုးဒီဒေါသလေးတွေဟာ နောက်တာနဲ့စော်ကားတာကိုလည်းမခွဲတတ်ဘူးကိုပြောတာပဲရောက်တယ်ဆိုတာမစင်းစားတတ်ဘူးထင်တယ်တဏှာကြီးလောက်ရှောက်ကြည့်လိုက်တာနဲ့စုံသွားလောက်တဲ့မြို့ချင်းချင်းလေးမှာနေကြရလို့လားမပြောတတ်အကျော်နဲ့ခောက်ဆွဲပြဿနာကို ရုရှားဂျပန်စစ်ပွဲလောက်ပုံကြီးချဲ့နေကြတော့တယ်အတော်တနာကြာကောင်းတဲ့အကောင့်တွေတာမန်အပြောင်ပြက်သဘောမျိုးဆိုရင်ကျုပ်ကချော်လဲရောထိုင်ပြီးဝိုင်းရီလိုက်ခြင်းပေမဲ့အခုဟာကကျုပ်ကိုတမင်တက်တက်ရန်ညှိုးနဲ့ဝိုင်းဆနေကြတယ်လို့ပဲကျုပ်ကတင်မုန်းကြီးကိုပြောင်းအောင်ဖျက်ပြီးတဲ့နောက်မင်းတို့ဒီလို နောက်တာကောင်းသလားဒါဟာတရားဘောကြောင်တဲ့အလုပ်ပဲ။ တရားဘောကြောင်တယ်ဆိုတဲ့အဓိပ္ပာယ်ကောနားလည်ကြရဲ့လားလို့မေးတော့တရားဘောကြောင်တယ်ဆိုတာကိုယ့်ကို အစခံရတာနဲ့စိတ်တူပြတာပါလို့ပြန်ဖြေကြပြန်တယ်ခွေးကောင်လေးတွေကျောက်ဟာဒီတရဝါလေးတွေကိုတင်ပြဖို့တူချိုကတောင် လာခဲ့ရတာပါလားလို့တွေးပြီးစိတ်ပြက်လာမိတယ်ဒီနောက်အားလုံးပါဇက်ပိတ်ထားကြစမ်းလို့ ြောပြီးစာကိုဆက်တင်ခဲ့ရတော့တယ်နောက်တစ်ချိန်ကျတော့အတန်းထဲမှာရေးထားချက်ပြန်နေအကျော်စားရင်ပါဇက်ပိတ်ထားပါတဲ့ကြောက်သီးမခံနိုင်တော့ဘူးဒါကြောင့်မင်းတို့ကိုစာဆက်တင်ခြင်းစိတ်မရှိတော့ဘူးလို့ပြောပြီးအတန်းထဲကပြန်ထွက်လာခဲ့လိုက်တယ်ကျောင်းသားတွေကတို့နားကျင်ရပြီဆိုပြီးပြောရှင်မြို့တို့ကြံရိတ်ခဲ့ကြလေရဲ့ ဒီလိုဆိုပြန်တော့အိမ်ကရှေးဟောင်းပစ္စည်းပြဿနာကမှနည်းနည်းတက်တာရရအောင်မယ်အကျော်ခေါဆွဲပြုတ်ပြဿနာဟာလဲအိမ်ပြန်ရောက်လို့တညအိတ်တာနဲ့သူ့လူလူမေ့သွားတော့တယ်ចောင်းသွားကြည့်တော့ចောင်းသားတွေကလည်းပုံမပြတ်ဖဲတက်နေကြတာတွေ့ရတယ်ဘာကြောင့်မှန်းရယ်မသိဘူးဒီလိုနဲ့၃ရက်လောက်ဘာပြဿနာမှမတွေ့ပဲចောင်းတက်နေလိုက်တာ၄ရက်မြောက်ညမ ။စုမိတာရက်ွက်ကိုသွားပြီးပေါ့စီဝယ်စားမိပြန်တယ်။စုမိတာဆိုတာရေဘူးဆန်းရှိတဲ့မြို့ကလေးဖြစ်ပြီးယထာနဲ့သွားရင်7မိနစ်နဲ့ရောက်တယ်။လမ်းလျှောက်သွားရင်တော့နိုင်ဝက်ကြမယ်။အဲ့ဒီမြို့ကလေးမှာကစားတောက်ဆိုင်တွေရေချိုးခန်းတွေဥယျာဉ်တွေအများကြီးရှိတဲ့အပြင်အပျော်ခန်းမှာရတယ်။ကျုပ်သွားစားတဲ့ဆိုင်ကအပျော်ခီးရဲ့လမ်းဝမှာပဲနာမည်ကြီးလွန်းလို့ ရေချိုးပြီးအပြန်မှဝင်စားတာဒီတခါတော့အကြောင်းသားတရားမှမရှိဘူးတော်ပါသေးရဲ့လို့စိတ်အေးခဲ့ရတယ်ဒါပေမဲ့နောက်တနေ့အကြောင်းသားတော့အတန်းထဲမှာပေါ့စီနဘကန်ခနစင်းလို့ရေးထားတာကို တွေ့လိုက်ရတယ်အမှန်လဲပဲကျုပ်နဘကန်စားပြီးခနစင်းပေးခဲ့ရတာပါပဲအတော်ဆက်စုကြတဲ့ကောင်လေးတွေဒုတိယအချိန်ကျတော့ဘယ်လို ရေးထားသလဲဆိုတော့ အပျော်ကမ်းဘေးပေါက်စီမှာအရသာရှိပေစွာအရသာရှိပေစွာလို့ရေးထားကြပြန်နဲ့အတော်ကြွားကြတဲ့သကောက်သားလေးတွေပေါက်စီပြဿနာပြီးပြန်တော့လက်နှီးစုပ်ပြဿနာကတက်လာပြန်တယ်ကျုပ်ဖြင့်ပြောရမှာတော့ရှက်မိပါရဲ့ကျောက်ဟာဒီဒေသကိုရောက်ခရဲကနေတိုင်းစုမိတာရေပူစမ်းကိုတွားလိရှိတယ်အခြားနေရာတွေကတိုးကျိုးကိုမရှင်နိုင်ကြပေမဲ့ ယေဟူဆန်းကတားတယ်ဒါကြောင့်အညောင်းပြေအညာပြေသဘောနဲ့ညနေစာမစားမီနေ့တိုင်းသွားပြီးရေချိုးလေးရှိတယ်အဲ့ဒီလို သွားတဲ့အခါတိုင်းအနောက်တိုင်းဖြစ်တပတ်တစ်ထည်ကိုယူသွားလေးရှိတယ်ဒီတပတ်ကရေတုပ်ပါများတာရဲ့ချီမြင်တွေကျွတ်ကုန်တာရဲ့ကြောင့်လက်နီးစုပ်လိုဖြစ်သွားတော့တယ်ကျောက်ကဒီတပတ်ကိုအသွားအပြန်ယထာပေါ်မှာအမြဲဆောင်းသွားလေးရှိတယ်ဒါကြောင့်ចောင်းသားတွေက ကျုပ်ကိုလက်နီးစုံနီလက်နီးစုံနီလို့ပြောင်းခေါ်ကြတယ်။နေချင်းချင်းလေးဆိုတော့တဲပြီးအတင်းချင်းများတာပဲပေါ့လေ။နောက်တစ်ခုရှိသေးတယ်ရေပူစမ်းမှာသုံးဓာတ်တိုက်အစ်စ်တလုံးစောက်ထားတယ်။အဲ့ဒီရေချိုးကန်းကအစ်စ်မြင့်တယ်။ရှစ်စင်ပေးရင်ရေလဲအဝတ်ပေးတယ်။လက်ဖက်ရေလဲတိုက်တယ်မိန်းကလေးတွေကလာအခန့်နာ။ ဒါကြောင့်ကျောက်ဟာအမြဲဆိုသလိုအဲ့ဒီအထက်တန်းရေချိုးကန်းကိုတွားလိရှိတယ်။ဒါကိုလည်းကျောင်းသားတွေကလာဇာလေးရန်40နဲ့အထက်တန်းရေချိုးကန်းတွားတာလွန်လွန်းတယ်လို့ဝေဖန်ကြတယ်။ဒါနဲ့မကသေးဘူးရေချိုးကန်းက15ပေ18ပေလောက်ကျယ်ပြီးကြောက်ပြားတွေခင်းထားတယ်အမြဲဆိုသလိုလူ14 5ယောက်လောက်ပြည့်နေတတ်တယ်။တစ်ခါတစ်ခါကြတော့လဲလူရှင်းနေတတ်တယ်။ ရေကရင်ကောင်းလောက်ပဲနဲ့တာဆိုတော့ကျမ်းမာရေးအတွက်ရေကူးလို့အတော်ကောင်းတယ်။ကျောက်ဟာလူတယောက်မှမရှိတဲ့အခါရေစင်းကူးတတ်တယ်။ဒါနဲ့တနေ့လူမရှိတော့ရေကူးမှပဲလေလို့အခန်းထဲဝင်လာတော့တင်ပေါင်းတစ်ခုမှစလုံးကြီးကြီးနဲ့ရေချိုးကန်ထဲတွင်ရေမကူးရလို့ရေးထားတာကိုတွေ့လိုက်ရတယ်။ ရေချုပ်ကနဲမှာရေကူးတဲ့လူတယောက်မှမရှိလေတော့ဒါဟာကျုပ်ကိုတမင်တက်တဲ့ရည်ရွယ်ပြီးရေးထားတာပဲဒါနဲ့ကျုပ်အဲ့ဒီအချိန်ကစပြီးရေမကူးဝင်တော့ဘူးဒါပေမဲ့ထူးဆန်းတာကเจ้าကနဲဝင်လိုက်တာနဲ့သင်မုန်းကြီးမှာရေချိုးကန်းတွေရေမကူးရဆိုတဲ့စလုံးတွေတွေ့လိုက်ရပြန်တယ်ကျုပ်အားအတင်းသွားမိတယ် ဘာကြောင့်များတကြောင်လုံးကကျုပ်ကိုထောက်လှမ်းကြပါလေလို့တွေးမိပြီးစိတ်ညစ်လာမိတယ်။ចောင်းသားတွေကကျုပ်ကိုတိုက်ရိုက်မစော်ကားကြပေမဲ့ကျုပ်တော့ဒီလိုစုတ်ချရတဲ့နေရာရောက်လာခဲ့ရတဲ့အဖြစ်ကို တွေးပြီးဝမ်းနည်းလာမိတယ်အိမ်ပြန်ရောက်တော့ရှေးဟောင်းပစ္စည်းဆရာကြီးရဲ့နှိပ်စက်မှုကိုဆက်ခံရပြန်တယ်